ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမောင်တာပေါ်ရေးသားထားတဲ့ရွှေအင်းဝါတချင်းကို လေချွန်နဲ့လူဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနားဆင်ခံစားကြပါရှင် ရွှေအင်းဝါတချင်းကို လေချွန်နဲ့လူ ဒီလူဒီနေ့ခီးထွက်เสียရှိတယ်။ဒါကြောင့်သူ့ဆန်နေပစ်ကက်ကလေးကို လေတချွန်ချွန်နဲ့ဖုံးတုပ်နေတာပါ။ဒီလူကသူ့အတွက်တခုခုစိတ်ကြည်နူးစရာလေးများတွေ့ထားပြီးဆိုရင် ရွှေအင်းဝသချင်းကို လေချွန်နေလေးရှိတယ်။ဒါဟာသူ့ကျင့်ပဲ။ဒီနေ့လေမနက်မိုးလင်းကလေးကဒီရွှေအင်းဝသချင်းလောက်ပဲလေချွန်နေတာရဲ့။သူမိမကတော့စောစောစီစီသွားကန်လေးလာကန်လေးလေးမချွန်ပါနဲ့လက်တိတ်တက်တယ်လို့ပြောသေးတယ် ဒါလည်းမရပါဘူးချွန်တာပါပဲအခုလဲကြည့်ဒုထဝရီတရားကိုဖျက်ကျော်ရင် လေချွန်ပြန်ပြီလေမြေပုံအညွန်တိုင်းသူသွားလို့ရအင်းဝတတဦးနေတဲ့ကတဲကြီးတဲ့ကိုရောက်တဲ့အခါတဲရှင်မိမကြီးကသူ့ကိုရင်မျိုးဘက်ကလူထင်ပြီးကြောက်လန့်နေတာတွေ့ရလို့သူတော်တော်ခွာကြသွားသေးတယ်။ဒါပေမဲ့သူကအကင်းပါသူမို့သူ့ကိုယ်သူတာမန်လူတယောက်ဖြစ်တဲ့အကြောင်းမိမကြီးယုံကြည်လောက်အောင်အထောက်အထားတွေနဲ့ယုတ်တိရှိရှိပြောပြလိုက်ပါတယ်။ သူကသူဟာမန္တလေးမြို့ရာရန်ကမြို့သေးဝယ်သူဖြစ်ကြောင်းအခုမြင်းချံကပြန်လာတာဖြစ်ကြောင်းမြို့သားဘက်ကမသွားဘူးလို့ပြီးတော့တရဦးတဝိုက်အင်းဝါတကြောကလက်ပံပင်ကြီးတွေရှိရာစီကိုဒီနှစ်မြို့သေးများတင်မတင်အခြေအနေသိရအောင်ရှောက်ကြည့်နေတာနဲ့ဒီဘက်ကိုလှည့်ဝင်လာခဲ့ပါတယ်ဆိုတဲ့အကြောင်းပြပြတော့မှမိမကြီးလည်းအကြောက်ပြေးသွားတော့တယ်မိမကြီးအကြောက်ပြေးသွားပေမဲ့ တဲတောင်တနေရာမှာအရက်တောင်နေကြတဲ့တောလက်သမားနှစ်ယောက်ကသူ့ကို သင်္ကာရဏမကင်းနဲ့အကြည့်နဲ့ကြည့်ပြီးကြောက်လန့်နေတာတွေ့ရပြန်တယ်။ဒါကြောင့်မိမကြီးကိုပြပြသလိုရှင်းပြရသေးတယ်။ဒီတော့မှတောလက်သမားများကအကြောက်ပြေးပြီးတောက်လက်စာအရက်ကိုပြန်တောက်ကြတယ်။အစားကတော့သူတို့လည်းဒီလူကိုအရက်ပုံဖမ်းနေသူမှတ်ပြီးတောက်လက်စာအရက်ပလင်းတွေကိုဟိုကြောင်ထိုဒီကြောင်ထိုလုပ်သေးတယ်။တကယ်တော့ဒီတဲကအရက်ပုံရောင်းတယ်လို့ လိုင်စင်မဲ့တားသက်လုပ်ငန်းလေးတိတ်တိတ်ပုံလုပ်သေးတာဆိုတော့သူတို့လည်းကြောက်ကြပြီမှာပဲအခုတော့သူက သူ့ကိုယ်သူလမ်းကြုံလို့ဝင်လာတဲ့ရိုးရိုးလူတယောက်ဖြစ်ကြောင်းပြောပြလို့အားလုံးအဆင်ပြေသွားပါပြီဒါကြောင့်မိမကြီးကသူ့ကိုအရေးကြိုက်တဲ့ရင်တောက်ပါအောင်လားဆိုပြီးအေဝတ်ပြုငါပြူပါတယ်သူက မတောက်တတ်တဲ့အကြောင်းပြောပြီးတဲတွင်းကကြေးလက်လူနေမှုဒလိစရိုက်ကလေးများကို လေ့လာပြရစီဆိုပြီးဟိုဒီလျှောက်ကြည့်ပါတယ် တဲတွင်းမှာတမင်ကျိုးတို့တောဝက်ဆွဲတို့မြောက်ကောင်းခွန်တို့နဲ့မုတ်ဆိုးကိုင်းဒူးလေးကလန်တန်းခိုင်းမြန်များနဲ့ပိုက်ကင်များကိုတွေ့ရပါတယ်ဒါတွေကိုသူကစိတ်ဝင်စားပါဘူးဒါပေမဲ့ကြုံကြိုက်တုံမို့မိမကြီးကိုမေးကြည့်ပါတယ်ဒါတွေကဘသူကိုင်းတဲ့ဟာတွေတော့ဒီဒူးလေးတွေလှန်တန်းတွေဟာအားကောင်းမောင်းတန်တွေမှာကိုင်းနိုင်မှာတော်ယုံတန်ယုံအင်အားပလာမပြည့်စုံတဲ့လူဆိုရင်ကိုင်းနိုင်မှာမဟုတ်ဘူးနော်ဟုတ်တယ် အတော်ယောက်ျားကအင်အားဗလာကောင်းတဲ့မုံဆိုးကြီးပဲအခုတော့အဲ့ဒီလိုပြေးလိုက်လွှားလိုက်ပြစ်လိုက်ခတ်လိုက်အလုပ်တွေမလုပ်နိုင်တော့ပါဘူးဘယ်လုပ်နိုင်ပါမတော့အသက်ပဲ80ကျော်ပေါ့ပဲဒါပေမဲ့ဒီမုံဆိုးအလုပ်ကိုမစွတ်လွတ်နိုင်သေးတော့အခုသူပြားရှာထွက်သွားပြီလीတနေ့ကုန်မှပြန်လာတော့မှာဒါရီကိုသူကစိတ်ဝင်စားလို့မေးနေတာမဟုတ်ပါဘူးသူဟာသူခွင့်ကြေဝိကုံသဘောမျိုးလုပ်နေတာဒီလိုနဲ့ရှေ့ဆက်လျှောက်ကြည့်တဲ့အခါ သူအသေးလေးလိုက်ရှာနေတဲ့ပစ္စည်းကိုတွေ့လိုက်ရလို့သူ့မျက်လုံးနှောင်းသူ့မယုံနိုင်အောင်ဖြစ်သွားတယ်။တကယ်တော့ဒီပစ္စည်းကိုလိုက်ရှာနေတာကြာပြီ။ကြာဆိုမြမပြည်တနှံတလျာသူ့မရောက်တဲ့နေရာ မရှိတဲ့လောက်ဖြစ်သွားပြီ။ငွေတွေလည်းကုန်လှပေါ။လူလည်းပင်ပန်းလှပြီ။ဒါပေမဲ့ဘာတစ်ခုမှအဆင်မပြေခဲ့ဘူး။ဒါကြောင့်ဒီပစ္စည်းကို အခုလိုလွယ်တကူတွေ့လိုက်ရတော့သူ့မျက်လုံးနှောင်းသူ့မယုံနိုင်အောင်ဖြစ်သွားတာရဲ့။သူတဲကြီးမဲကြီးလိုက်ရှာနေတဲ့ပစ္စည်းကို အခုလိုမထင်မှတ်ပဲဖြုံးငနေတွေ့လိုက်ရတော့ခေါင်းတပန်းတွေကြီးပြီးမှုမှုမိုက်မိုက်ဖြစ်သွားလို့နှထင်ကြောကိုလက်မနဲ့ထောက်ထားလိုက်ရသေးတယ်။ဒီပစ္စည်းကိုမြင်မြင်ချင်းမူးမိုက်သွားတာလည်းမပြောနဲ့။ဒီပစ္စည်းကသူ့လက်ဝဲပိုင်းဆိုင်သွားရင်သူ့ဘဝဟာဟိုဘက်ဒီဘက်လှန်လိုက်တယ်လို့တခါတည်းပြောင်းလဲသွားမှာမဟုတ်လား။ဒီပစ္စည်းကသူ့လိုရှေးရှာဖွေသူတိုင်းအသေးလေးမှတ်မောတဲ့ပစ္စည်းဆိုတော့သူအယမ်းပြောပြီးဝမ်းသာလုံးစို့သွားတော့တာပေါ့။ ဒါပေမဲ့သူကမိမကြီးမမြင်အောင်သူ့မျက်နှာကိုမျက်နှာပိုးတက်လိုက်တယ်။တကယ်တော့မိမကြီးကသူ့ဝမ်းသာလုံးဆို့သွားတာကိုမမြင်လိုက်ပါဘူး။သူဟာသူသာစိုးရိမ်ပြီးမှွန်ထူးနေတာပါ။ဘာပဲဖြစ်ဖြစ်သူကတော့ဘာမဆိုပြပြရီရီလှုပ်တက်တဲ့သူ့ကျင်တိုင်းလှုပ်နေတာရဲ့။အခုလဲကြည့်။ပစ္စည်းရဲ့အခြေအနေရရက်ကိုဓာတ်ပုံရိုက်တယ်လို့ဖြူဖြူဖြက်ဖြက်စစ်စစ်ကြည့်လိုက်တယ်။ဟုတ်ပြီ။ပစ္စည်းကတော့တရင်ရတဲ့အတိုင်းမှန်မယ်။ မှန်စီရွှေချတွေတမုံတမြင်းမှမကြံတော့တာလဲမှန်နေတာပဲဘဲကြံနိုင်တော့မှလေနှစ်ပေါင်းမဲ600ကျော်ခဲ့ပြီမဟုတ်လားဒါကိစ္စမရှိပါဘူးမူရင်းအောက်ခံမှန်ကန်ဖို့ပဲရေးကြည့်ပါလေမူရင်းအောက်ခံလဲမှန်တာပဲတရင်ကျွညိုသားနဲ့လှုပ်ထားတာအခုတော့ရွှေမန်ခင်များကွာကြကုန်လို့တစ်ဆေးရိုးသာကြံတော့တဲ့မဟူရအိပ်ဖန်ကရင်လေးဖြစ်နေပါပြီကြည်စမ်းနဂါးလေးကောင်ရစ်ပတ်နှောင်းဖွဲ့ထားတဲ့ မိဖုရားစောအုံမှာအိတ်တဲကရင်လေဒီလိုခေါ်တော့စင်းရဲသားအရက်သားဆန်လုံးပါတယ်လီတကယ်ခေါ်ရပြောရမှာကနဂားလေးကောင်ရစ်ပတ်နှောင်ဖွဲ့ထားတဲ့မိဖုရားစောအုံမှာဆက်တော်ခေါ်တဲ့တလွန်လေးဖြစ်ဖို့များပါတယ်ဟုတ်ပြီတလွန်မဲဖြစ်ဖြစ်ညောင်ဆောင်ဖြစ်ဖြစ်အရေးကြီးတာကဒီမိန်းမကြီးဘာမှမသိဖို့ပဲအရေးကြီးပါတယ်သူဒီလိုစိတ်ကူးစိတ်တန်းတွေနဲ့ယူမတက်ဖြစ်နေတော့မှမိန်းမကြီးကသူ့နားခွာပြီး င်းလျာလာဝဲတဲ့လူစီကိုဟင်းလျာသွားရောက်တာကြောင့်သူ့ဟာသူတရားဦးထဲလွတ်လွတ်လပ်လပ်ကြည်ကွင်ရသွားတယ်။ဒီလိုကြည်ကွင်ရတော့သူ့ဟာဒီပစ္စည်းပေါ်ကရမယ့်အကျိုးမြတ်တွေကိုတတိတန်းကြီးတွေးရင်အတွေးတွေနဲ့မှုန်ထူပြီးလောဘရမက်တွေတက်နေတယ်။ဒါကြောင့်စောက်တရားမရဖြစ်ပြီးခရောင်ခြောက်ချားနဲ့အရက်တောက်နေတဲ့တောရတ်သမားနှစ်ယောက်စီထသွားပါတယ်။ဘာမှတော့မဟုတ်ပါဘူး။သူတို့တောက်နေတဲ့အရက်ဖိုးနဲ့အမီးဖိုးကိုသူရှင်းပြရစေလို့သွားပြောတာပါ။ ြီးတော့နောက်ထပ်လူသိရင်လည်းသူကပဲတကားခံမရစေလို့ပြောပါတယ်။အဲ့ဒီလိုတောရသမားနှစ်ယောက်နဲ့စီယုံရင်သဘောဆောင်တဲ့အဲဝော့ပြူငါအလုပ်ကိုလုပ်မိအောင်လုပ်လိုက်သေးတယ်။ဒီလိုဆိုတော့တောရသမားနှစ်ယောက်ကသူ့ကိုတော်တော်သဘောကျသွားတာပေါ့လေ။တခါရဲနဲ့မိတ်ဆွေရင်းချသဘောဆောင်သွားတာပေါ့။ဒါရင်ပဲဟုတ်အောင်မှာတော့ဒီထက်ရင်းနှီးမှုဖြစ်အောင်သူတို့စီကပေးရန်လေးတောင်ခဏငှားလိုက်သေးတယ်။သူ့မှာလည်းပေချိုးဘူးတေးသေးလေးပါလျက်သားနဲ့ တမင်တသက်လှုပ်တာပါဒါကသူ့အလုပ်သဘောအရာ ဝင်လာတဲ့အခြေအနေကိုကြည့်ပြီးလှုပ်ရတဲ့စီးပွားရေးသမားများလှုပ်လေလှုပ်ထားအတိုင်းလှုပ်တာပါအဲ့ဒီလိုတောရသမားနှစ်ယောက်နဲ့ရင်းနှီးမှုယူပြီးတဲ့နောက်မိဖုရားစောအုံမှာဆက်တော်ခေါ်ခဲ့တဲ့တလွန်အိပ်ဖန်ကရင်လေးကိုပေတံနဲ့ရှောက်တိုင်းရင်သူယင်ခုံနေတယ်ယင်ခုံတာကဒီတလွန်လေးရဲ့ပုံပန်းတရံနဲ့ဖြစ်ရမှန်အကြောင်းအရာများကို အတတ်နိုင်ဆုံးနှီးဆောင်ရေးထားတဲ့စာပိုက်ကလေးတွေကအတိုင်း အခုသူ့မျက်စိအောက်မှာရောက်နေလို့ပါသူ့ကိုယဉ်ခုန်စေတဲ့စားပိုက်ကလေးကစားသားလေးတွေဟာတကယ်ရာဇဝင်ကန္နဝင် စားကြီးပေကြီးတွေတဲကတော့ဟောက်ဟန်မတူပါဘူးသူ့လိုငါလိုရာဇဝင်မှီညမ်းပြူရေးထားတဲ့ကာလာဘောဝိထုစားပေတွေတဲကစားသားမျိုးလေးပါ သူ့စီကိုတရင်ပေးတဲ့သူကဒီပစ္စည်းအတွက်အထောက်အကူပြုစားသားလေးများကိုတမင်ရှာကြံထည့်ပေးလိုက်တာလည်းဖြစ်နိုင်ပါတယ် ။ဘာပဲဖြစ်ဖြစ်သူ့လက်ထဲမှာရရှိထားတဲ့စာပိုက်ကလေးကတော့သူ့ကိုရင်ခုန်စေတာအမှန်ပဲ။ပြီးတော့အဲ့ဒီစာပိုက်ကလေးနဲ့အတူ သူ့ကိုအထူးရင်ခုန်စေတာက အခုသူ့ရှိမှသူ့ကိုယ်တိုင် လက်တွေကင်တွယ်ပုတ်သက်ကြည့်နေတဲ့မိဖုရားစောအမရဲ့တလွန်အိပ်ဖန်ကရင်လေးပါပဲ။ဒီအိပ်ဖန်ကရင်လေးနဲ့ပတ်သက်ပြီးစာရေးဆရာရေးဖွဲ့ထားတဲ့စာသားလေးတွေကလည်းတော်တော်လွမ်းမောစရာကောင်းပါလေ။ကြည်လေ။အင်းဝဘယင်က တခိုးကြီးငတက်ပြားကို အမိဖမ်းနိုင်ရေးအတွက်သူကိုယ်တိုင်စူးစမ်းမှဖြစ်တော်မှာပဲဆိုပြီးညီနဲ့တကောင်တခါတလေညာလုံးပေါ့ပေါ့နော်နမ်းမြို့ရိုးအပြင်ထွက်နေခိုင်းမှာမိဖုရားစောအုံမကဒီအိတ်ဖန်ကရင်လေးပေါ်မှာပဲအိမ်မောကြကြံရင်ခဲရရှာတယ်တဲ့တခိုးကြီးကိုမမိမချင်းဆိုတော့ညာပေါင်းများစွာပေါ့ဘယင်ကြီးကနမ်းမြို့အပြင်မှာတခိုးကြီးငတက်ပြားနဲ့အတူတခိုးတို့အမူအကျင့်အတိုင်းသူ့ဇနီးတခိုးကြီးခိုင်းရများကို ထားရနေဆေးရသွားလုံနေကြမိဖုရားစိုးဦးမကလည်းဒီအိတ်ဖန်ကရင်လေးပေါ်မှာပဲအဖော်မဲ့စွာဆက်တော်ခေါ်ရင်ကြံခဲ့ရတယ်ဆိုပဲကြည်စမ်းလေသာပရင်းကထိုးဆိုင်ကြနေတဲ့ငွေလာရောင်ကြီးလေးအောက်မှာလှကျင်းတိုင်းလှနေတဲ့စိုးဦးမအဲ့ဒီမိဖုရားစိုးဦးမအိမ်မောကြနေပုံလေးကနှုတ်နှင်အောင် တောင်းနှမ်းလေးတစ်ဖွဲပါတကားတဲ့ဒါတွေကတော့သူစီမာရထားတဲ့ဝိထုဆရာရဲ့စာပိုက်ထဲကပြောပေါ်လीအ ။ဘာပဲပြောပြော သူစိတ်ဝင်စားပြီးရင်ခုန်နေတာကနိုးနှင်အောင်တောင်နှမ်းတပွဲအိမ်မောကြနေတဲ့စောအုံမှမဟုတ်ပါဘူး။သူရင်ခုန်နေတာကအဲ့ဒီစောအုံမှဆက်တော်ခေါ်ခဲ့တဲ့အိပ်ဖန်ကရင်လေးပါ။ဒီတော့ဒီအိပ်ဖန်ကရင်လေးကို သူပိုင်ဆိုင်လို့သူ့လက်ဝဲရောက်လာရင်သူတို့လောကမှာသူဟာမျက်နှာပွင့်ဆုံးနဲ့ဂုံတရေရှိ လူကြီးလူကောင်းတယောက်စည်ရင်ဝင်သွားမှာဖြစ်တယ်။ပြီးတော့ဒီပစ္စည်းကို သူဘလောက်ဈေးဆိုဆို သူဆိုသလောက်ငွေပုံပေးမယ်ဝဲလက်တွေကလည်းနည်းနည်းနော်နော်မဟုတ်ဘူးဒီတချီသူပွားပေါက်တိုးလိုက်ပုံကတော့သူဝနာသားမဇက်တော်ရီတဲကအတိုင်းမျက်စီနှစ်ကွင်းအလင်းရပြီးရွှေဩကြီးထန်းလာတဲ့သားကို မြင်လိုက်ရတဲ့မိခင်လိုဝမ်းသာလို့ကိုဆုံးမမဟုတ်တော့ဘူးသူ့တွေးနေတဲ့သူ လုံးချာရိုက်နေတာကြောင့်သူ့နာကိုတဲရှင်မိန်းမကြီးပြန်ရောက်နေတာတော့တတိမထားလိုက်မိဘူးဒါကြောင့်စိတ်ကူးရည်နဲ့ပြုံးဖြဲဖြဲဖြစ်နေတဲ့သူ့မျက်နှာကြီးကိုမျက်နှာဘိုးတက်လိုက်ပါတယ် ပြီးတော့အတော်ကြီးကို သူကစကားဆလိုက်တယ်။နေပါဦးအတော်ကြီးတို့ကဒီကရင်လေးကိုဖပြုတ်လို့ဒီလိုပစ္စလက်ခတ်ထားကြတာတော့ကြာရင်ထိုင်းလို့တော့ရမှာမဟုတ်ဘူး။ပစ္စလက်ခတ်ထားတာမဟုတ်ပါဘူးကျုပ်တူရဲ့။ထားစရာနေရာမရှိတော့ဒီအတိုင်းထားရတာပေါ့။ကိစ္စမရှိဘူးလေ။သူကနောက်အနှစ်တစ်ထောင်ထားလေဒီလိုနေမှာပဲဥစ္စာ။သူကကျွညိုသားနဲ့လှုပ်ထားတာတဲ့ဘဲကလာကျွညိုသားရမှာလေရို့ပါတော်ကြီးရာ ဒါကယမနေသားပါ ထုံပွားပြင်းရဲသားခေါ်တယ်ဟုတ်ဗျာဆိုင်းဝိုင်းတွေဘာတွေလုပ်တဲ့အသားပေါ့ဒါကအေးမပါပါဘူးနှို့နေပါအောင်ဒါကထားเสียမှရှိလို့ဒီအတိုင်းပြစ်ထားမှအတူတူကျွန်တော်ကိုတန်ရတန်ကြီးစေးနဲ့ရောင်းလိုက်ပါလားကျုပ်တူကဘလောက်ပေးနိုင်မှာမို့တော့ဒါတော့အတော်ကပြောမှာပေါ့ခင်ဗျာ မိမကြီးတွေ့ဝေသွားတယ်ပြီးမှသူများတွေပြောဘူးတာတော့1500တန်နဲ့ပြောကြတာပဲ ပြီးတော့ဒါကထီတုံနန်းတုံရှစ်ပစ္စည်းတဲ့အတော်တို့ကတော့မိဘဘိုးဘွားတွေတင်စီလာခဲ့တဲ့ပစ္စည်းမျိုးရောင်းရမှာတော့နှမျောတော်တော်ရေလို့ဝန်နေတဲ့ပပနဲ့ပြောလိုက်တယ်မိမကြီးစီကမမျောလင်းတဲ့စကားကို ကြားလိုက်ရတဲ့အခါသူ့ကောင်းကိုမိုးချိုအပြစ်ခံလိုက်ရတယ်လို့ဖြစ်သွားတယ်ဒါကြောင့်ဒုတိယအကြိမ်မူမူမိုင်မိုင်ဖြစ်သွားပြန်နေဒါပေမဲ့မိမကြီးမရင်မိအောင်အင်းကြီးဆဲပြီးခက်တီတီနဲ့စကားစာကိုပြန်ဆက်လိုက်ရတယ် ဘဲကလားပပောက်ရှာရှာထီထုံနှမ်းသုံးရမှာတော့လုတ်ရော်မယ်ငှတော်ကြီးကလေဒါကဟိုးရုံကခမရတို့တဒက်ဦးလှ့စင်နှန်းကရောင်းတန်းနဲ့သမားတွေလုတ်တဲ့ကနေမှာဗျာကြည်ပါလားဒီငကားရုပ်ကလေးလုတ်တာတော့အမီးမောင်မတည့်ဘူးပြောလို့သာ ပြောနေရတာပါဒီရုပ်တွေပါတွေကကျွန်တော်လည်းသုံးမွင်ပါဘူးကျွန်တော်ကဒီကရင်ကခြေထောက်ကလေးတွေကိုသဘောကျလို့ပါကျွန်တော်အိမ်မှာရှိတဲ့ကရင်ကခြေထောက်တွေမကောင်းတော့ဘူးလေကိုရေကအကောင်းကြီးရှိသေးတယ် လက်ရလေးကကောင်းတော့လှုပ်မပြည့်ရသေးဘူး။ဒါကြောင့်ဒီကရင်ကခြေထောက်ကလေးတွေဖျက်ပြီးကျွန်တော်ကရင်ကိုဆက်ချင်လို့ပါ။ကျန်တဲ့ကိုယ်တွေကတော့လကားပဲ။အိမ်ကြရင်ထင်းခွဲစိုက်ဖို့ပဲရှိတော့တယ်။ဒီတော့အတော်ရောက်မယ်သေးတာပြောပါ။ဆိုတော့မိမကြီးကသူများတွေပြောတာတော့1500တန်းနဲ့ပြောတာပဲ။လို့ပြောတဲ့အခါသူဝမ်းသာလုံးဆိုသွားပြန်တယ်။သူထင်ထားတာက မိမကြီးတောင်းနာမလဲမြောက်နာမလဲနဲ့ နင်းကံပြီးတိမ့်ချီတောင်းလိုက်မယ်ထင်တာဒါပေမဲ့ဟန်ကိုဖို့ဆောင်ဖို့အညီနဲ့သူကခွက်ထိုးခွက်လန်းဟပ်ပပရီးပစ်လိုက်တယ်ပြီးတော့ကိုရှင်တက်ပြီးအတော်ရဲ့ကြည်ကြလဲလှုပ်ပေါင်းတကယ်ပါကျွန်တော်ကဒီခြေတော့ကလေးလိုချင်တာနဲ့ဟိုဥစားရီမလိုပဲထဲ့ဝဲရမှာရေအဲ့ဒါကခုနကျွန်တော်ပြောသလိုအိမ်ကြရင်ထင်းဖြစ်မာရီပါဒါကြောင့်မို့လို့ကဲအဝါထားလိုက်900ထားလိုက်900 900 မလုတ်ပါနဲ့ကြုတ်တူရဲ့အတော်တို့လည်းဒီဥစ္စာကိုအခါပြက်တုံးကဘုံနဲ့မပေါင်းကိုသွားရယူလာခဲ့ရတဲ့ဖိုးဖွားလက်ထက်ကပစ္စည်းမို့ပါအတော်ကြီးကသူ့ရောင်းချင်တဲ့ဈေးကို အပြက်မပြောရတဲ့လို့ဖြစ်နေတာကြောင့်သူ့ဈေးပေးရတာခံနေတယ်ဒါကြောင့်သူ့အကြံတစ်ခုထောက်ရပြန်နေ gain ဒါဖြင့်ဒီလိုလို့ဆိုပြီးအိတ်ထဲကငွေဆက်ကူ account တစ်ခုကို ရေးတွက်တယ်လို့လုပ်လိုက်တယ်ဒါကငွေမြင့်ရင်အတော်ကြီးစိတ်ပြောင်းသွားအောင်လုပ်တဲ့ ကလေးကမာနီလန်တစ်ခုပါဒီတော့မိမကြီးကအရက်တောက်နေတဲ့တောလက်သမားနှစ်ယောက်စီကိုဘလောက်ပြောရရင် ကောင်းမတော့ဆိုတဲ့အကြည့်နဲ့လှမ်းမြေအကူကြီးတောင်းတဲ့အခါဟိုလူနှစ်ယောက်ကသူတို့ကိုနောက်ထပ်အရက်ယိုးမာလာမိတာမှတ်ပြီးခေါင်းရမ်းပြရတယ်အတော်ကြီးစိတ်ညစ်သွားပြီဟဲ့ဒီကိုတယောက်လာစမ်းပါမောင်ချစ်ဆိုမှမောင်ချစ်ဆိုသူကထားတာလေမောင်ချစ်ဆိုသူကလည်းသူ့ကိုလူရအသွင်းမြေခေါ်ခံရတာကြောင့်အရက်ရှင်ကလေးတက်ပြီ ကဲကျုပ်ကဘာလို့ပေးရမတော့တော်မဲ့တော့ဆိုပြီးသူတို့အနာကိုလာရက်တယ်ပေါ့ဒီတော့ဒေါ်ကြီးကဒီလိုဒီလိုဈေးကွာနေလို့ဆိုတဲ့အကြောင်းပြောပြလိုက်တော့ဒီဥစ္စာက तू ပြောတာဟုတ်တယ်ဆရာကြီးဒေါ်မဲ့တော့ကပြောလိုက်လीမားရမရောင်းနိုင်600ရရမှ900ရမှဆိုတာဒါတော့တော်တော်သမားပြောတာမဆိုးဘူးလို့သူကကောက်ချက်ချလိုက်တယ်မိန်းမကြီးကအခုမှသဘောပေါက်ပြီကဲနောက်ထပ်လည်းမစစ်နဲ့တော့ရှေ့ရကမလျှော့တော့ဘူး ကျုပ်တူလိုချင်တဲ့ဘာဆိုရင်အတော်ပြောတဲ့ဈေးနဲ့ယူသွားပြီတော့လို့ခက်ပြက်ပြက်ပြောလိုက်တော့သူကဟာတော့ရကျွန်တော်ပြောခဲ့ပြီပဲဗျာဘာလို့မှာတော့ဒီလောက်ကလေးနဲ့ပြောရမယ်လို့တွေမဟုတ်ကြတော့ပါဘူးကျွန်တော်ဘက်ကလည်းပြန်ကြည့်ပါဦးကတဲ့အစ်တစ်ချက်ဝဲရင်တော့ဒီလောက်ကြမှာမဟုတ်ပါဘူးကျွန်တော်သာယူထားပြီဒီခြေောက်ကလေးတွေသဘောကျလို့ဝဲတာရေပြီးတော့ဝဲလို့သာဝဲနေတာဒီကရင်တင်သွားဖို့ကားကဆန့်ပါမလားမသိဘူး ဒါကိစ္စမရှိပါဘူးလေဖြစ်တယ်လို့တင်သွားရင်ရမှာပါလို့ပါအောင်ဆရာကြီးရေအတော့ကိုပြောပြစမ်းပါအောင်ဆိုပြီးတောလသမားဆရာတွေကိုခက်ပင်ပင်ဆရာတွေဘာတွေခေါ်ပြီးအကူအညီတောင်းတဲ့အခါတောလသမားကကြားဝင်စည်းညှိပေးပါတယ်ဟုတ်တယ်ဒေါ်မေသုံးကလေလက်ပေါက်မကတ်တန်းတာလက်ပေါက်ကတ်နေတယ်ခမားလည်းရှေ့ရတွေဘာတွေလုံးမနေနဲ့ဆရာကြီးကလည်း900တော့ပေးလိုက်ပါတော်ကြသူ့ယောက်ျားကြီးပြန်လာရင်ဘာမှလုပ်ဖြစ်မှာမဟုတ်ဘူး ဒီဖိုးကြီးကပိုပြီးလက်ပေါက်ကက်သေးတယ်။ဆိုတော့မိမကြီးကတော်တော်သမားညှိပေးတာကိုလက်ခံလိုက်တယ်။သူကတော့ဝမ်းထဲကဥကြိုင်တုပ်ဖြစ်နေပေမဲ့ဟန်လုတ်ပြီးအင်တင်တင်လုံနေလိုက်သေးတယ်။ပြီးမှအတော်ကြီးကို သနာသဖြင့်ကုညီတဲ့အနေနဲ့ငွေ900ချပေးလိုက်ပါတယ်။မိမကြီးငွေ900ကိုတုံတုံချစ်ချစ်နဲ့တရွက်ချင်းရီးနေပါတယ်။မိမကြီးငွေရီးနေတော့သူကအတွေ့အမျိုးပေါက်သွားတယ်။ မတော်လို့များသူ့ယောက်ျားကြီးပေါက်ချလာခဲ့တော့အနယ်ထွင်းရမှာပစိမ့်နဲ့ပေါက်နေရမှာဖြင့်ပြီးတော့မိမကြီးကစိတ်တမျိုးပြောင်းသွားပြီးမယောင်းတော့ပါဘူးကြုတ်တူးရဲဆိုရင် ခဲလေသည်မသေးရကြဖျက်ကြီးရဲဆိုပြီးတဲနဲ့ခလန်းလန်းရက်ခဲတဲ့ဆန်နေပစ်ကက်ကလေးကိုတွားယူပါတယ်ဒီလူပျော်ပြီးတဲတွင်ကထွက်သွားလိုက်တာတကယ်တိရွဲ့၆ကလေးလေတယ်လွင့်သွားတယ်လို့ပါပဲပါဇက်ကလေကလေးတချွန်ချွန်နဲ့ ခြေထောက်ကလည်းတောပန်းလေးတွေကို ခြေနဲ့ခတ်သွားလိုက်သေးတယ်။ဒီလိုဝမ်းသာကျဉ်းနူးပြီးမြူးဆောင်သွားတာလည်းမပြောနဲ့လေ။ဒီပစ္စည်းကသူ့လက်ထဲရောက်သွားရင် သူ့အတွက်သိန်း8000 8000သားလေးရမှာရဲ့။ဒီစည်းနဲ့ဒီပစ္စည်းကိုရချင်သူက သူ့ကို ရှစ်ခိုးဥတင်လုပ်ပြီးဝယ်ရမှာဆိုတော့သူ့လေးချုံပြီပေါ့။ဒါကြောင့်သူဟာလေလေးတချွန်ချွန်နဲ့ကားလေးကိုဖြည်းဖြည်းမောင်းပြီးတဲစီကိုလာနေပါတယ်။သူကားသွားယူနေတော့တဲအတွင်မှာ သူမိတ်ဆွေဖွဲ့ထားတဲ့တောလသမားဆရာနှစ်ယောက်က သူ့ကိုကူညီတဲ့အနေနဲ့ဒီကရင်ကခြေတော်လေးချောင်းတင်သုံးချမှာပါအိမ်ရောက်ရင်ကျန်နာရီကထင်းခွဲဆိုက်ရုံမှာပဲဆိုတဲ့သူစကားအရတယောက်ကကရင်လေးရဲ့ခြေတော်လေးချောင်းကိုလှ่နဲ့ဖြတ်ပြီးစူးစီးထားလိုက်တယ်လို့တယောက်ကကရင်ကိုယ်လေးကိုရဲရင်နဲ့ထင်းခွဲတယ်လို့ဘင်းကနေဘင်းကနေပောက်ခွဲပြီးထင်းစည်းလေးလိုစူးစီးထားလိုက်ပါတယ်သူလာရင်ကားပေါ်အရန်အသင့်တင်မေးဖို့ပေါ်လीသူကတော့ စောအုံမာခင်မဒီဒေဝီကောက်လို့မြောက်၍စံစားသည် ဆိုရဲရွှေင်းဝါတခြင်းကို လေချွန်ပြေးကားကလေးနဲ့တဲစီကိုလာနေပါတယ် ောင်တာပိုဇန်နဝါရီလ2003ခုနှစ်ရွှေမြူတေမဂဇင်းနားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့နောက်ထပ် audio book မှာ ပြန်ဆောင်ကြမယ်နော်ကောင်းသောနေ့လေးဖြစ်ပါစေရှင်